Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ជួសလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ3ရက်နေ့ရက်ညပိုင်းသတင်းတွေကိုကျွန်내အတူတွိုင်းမှကြည့်ကြမှာဖြစ်ပါတယ်เนาะဒီညမှာတော့ live ပေါ်မှာဟောင်းနေတဲ့ဇော်ဘုံဟောင်းဖန်ခံရတဲ့သတင်းတွေအပြင်တခြားသတင်းတွေကိုကျွန်တော်နားထောင်မှာဖြစ်ပါတယ်เนาะအရင်ဆုံးတော့ကျွန်တော် Louis Tuition သတင်းတွေနဲ့ဆက်လိုက်ပါမယ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ Time မြန်မာနေဆက် တေဘောဘိုးစစ်တက်စခန်းတိုက်ပွဲပြင်းထန်နေပြီးစစ်တက်ကလေအများဖြင့်အကြိမ်ပေါင်းများစွာဘုံကျဲခုခံနေပါတယ်တဲ့ထိုင်းလီတက်ကလည်းတိုက်လေနစီလို့ပြီးစီလို့ကင်းလက်နေတယ်လို့သိရပါတယ်နော်အဲ့ဒီမှာချမ်ပတ်စစ်ကောင်စီကပေါင်900ဘုံနေနဲ့ကိုချပြီးတော့ဟိုတော်တော်ကြီးခုခံနေတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့တချို့ပြည်သူတွေကအထင်မှားနေတာကဟိုနေ့ကလည်းဒီတေဘောဘိုးစခန်းဆိုပြီးမှအာဒီတက်လာတာရှိတယ်ဗောနော်အဲ့ဒါကတော့တေဘောဘိုးစစ်ကြောင်းဗောနော်တေဘောဘိုးကိုလာတဲ့စစ်ကြောင်းကိုတိုက်ခိုက်တာဖြစ်ပါတယ်အခုကတော့စခန်းကိုတိုက်ခိုက်တာဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းမိုးရင်းကာလာ၌စီရဲအရှိန်မြင့်မီဖြစ်ပြီးတနိုင်ငံလုံးပူပေါင်းတိုက်ပွဲဝင်ပါကဆရာနာရှင်ကိုနိုင်ရမယ်လို့ CNF တမှုကပြောလိုက်တယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲတော့ဒီဆရာနာရှင်စစ်တိုက်ဖြစ်ရတဲ့တနိုင်ငံလုံးတိုက်တာစီရဲအရှိန်မြင့်တင်မှုကိုယခုနှစ်မိုးရင်း၌ပြုလုပ်မီဖြစ်၍စစ်ကောင်စီကိုအနိုင်ရရှိရေးအတွက်အားလုံးပူပေါင်းတိုက်ပွဲဝင်ကြရလိုအပ်ကြောင်းချင်းမျိုးသား CNF CNA တမှုတအုပ်ဖြစ်သည့်ဘုံမူကြီးဆော်လမွန်ကပြောကြားလိုက်တယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။ ဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီပခုတ်ကူမှာဗောနော် HMS ကောင်စီနဲ့ပြူစောထီတီကိုပြစ်ခတ်လိုက်လို့ဗောနော်စေကောင်မျိုးစာဖြစ်သွားတဲ့သတင်းလေးဖတ်ကြည့်အောင်နော်စင်မင်းရွာစကားကားဂိတ်မှာတာဝန်ချိန်ဖို့လို့ပခုတ်ကနေစင်မင်းရွာဘက်ကိုမှတ်တူကားနှစီနဲ့ထွက်လာတဲ့ပြူတွေကိုအဲ့ဒီစင်မင်းဂိတ်နားမှာပဲဖျက်တိုက်ခဲ့တာမိုင်းဆွဲတာမဟုတ်ဘူးဂန်းတွေနဲ့ပဲပြစ်ခဲ့တာ55မိနစ်လောက်ကြာခဲ့တယ်တဲ့အဲ့ဒီကားတွေပေါ်မှာပါလာတာ6ယောက်ထဲကနေ4ယောက်တော့လွတ်သွားတယ်တန်းတီးတဲ့4ယောက်ထဲမှာပခုတ်ကူမျိုးက2ရက်ကွက်နေပြီးတော့လမ်းမှနေတဲ့ပြူစောထီကောင်စာကြော်ဆွနိုင်ပါတယ်လို့သိရပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မင်းအောင်လိုင်အပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့တဲ့စစ်လော်ဘီဇော်ဘိုဟင်းကိုစစ်ဆက်သွယ်ရေးဥပဒေတင့်မောင်းကုန်မှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့်စစ်ကောင်စီတပ်ကပြန်ဖမ်းလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်ဖမ်းတာတော့တေးချတယ်ညှိနှိုင်းပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတစ်ခါတော့ညှိနှိုင်းပြီးထွက်ဖို့တော့ခက်မယ်ထင်တယ်သူ့ကိုဆွဲထားတဲ့အမှုတွေကများတယ်လို့သိရပါတယ်နော်အဲ့တော့ကျွန်တော်လိုင်းပေါ်မှာပေါ့နော်ဒီပြောင်းလင်းပြောင်းစားတွေပြောပြီးပြည်သူတွေကိုဆဲဆိုဒီတော်လန်ကြီးကိုဆဲဆိုနေတယ်ပေါ့နော်ဒီဘောမတကောင်တို့ရော့သွားတာပေါ့နော် ဟုတ်ပြီကျွန်တော်ပထမဦးဆုံးပေါ့နော်ရေးကြည့်တဲ့တဲ့ပုတ်တွေနဲ့ကျွန်တော်မလို့ရောသားတဲ့တဲ့ကိုတစ်ချက်တော့ကြည့်လာအောင်နော်ခုချိန်မှာဆိုအားလုံးသိတိုင်းပဲ AR မြေကြီးတဲ့အတွက်ပေါ့နော်ဒီအောက်ပိုင်းကဒီမြစ်တွေအားလုံးတောက်လျှောက်ပေါ့နော်မြေကန်တောက်လျှောက်မှာရေးကြည့်မဲ့အခြေအနေတွေရှိနေပါတယ်နော်အဲ့တော့မလို့ရောသားအခြေအနေကျွန်တော်တစ်ချက်တော့ကြည့်လာအောင်အာချက်တွေရဆိုရင်မုတ်တုံလေဟာအနေငယ်အားပြော့သွားတယ်ဆိုပေမဲ့လည်းရခိုင်ကမ်းရိုးတန်းကိုတနာကြီးမိုင်း30လောက်နဲ့ဆက်လက်ပြီးတော့တိုက်ခတ်ပြီးတော့မြောက်ဘက်ကိုကွေ့သွားတာကို ျွန်တော်တို့တိုက်တာရရှိပါတယ်။အဲဒီလိုမြောက်ဘက်ကိုကွင့်သွားတဲ့နေရာတွေအားလုံးမှာဆိုရင်လေစုံကျဲမိတဲ့နေရာတိုင်းမှာမြေဆိုင်လေပြင်တိုက်ခတ်မှုတန်ကိုခံရနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အထူးတတိထားဖို့လိုအပ်ပါတယ်။လေးရက်နေရောက်တဲ့အခါမှာတော့အနည်းငယ်အားနည်းသွားတော့ကိုခမန်းတွက်ချက်လို့ရပါတယ်။မားရက်နေမှာဆိုလို့ရှိရင် မုတ်တုံလေးဟာဗမာပြည်ကိုဝင်တယ်လို့ပဲမြမာပြည်တောင်ပိုင်းကနေပြီးတော့တရုတ်ပင်လယ်ပြင်ကိုသွားရောက်ပြီးတော့အောင်းစည်းတာကိုခမန်း တွက်ချက်လို့ရပါတယ်6ရက်နေ့မှာဆိုလို့ရှိရင်မုတ်တုံလေဟာမြမာပြည်ကိုတဝက်ကျော်ဝင်ပြီးတော့ကြံတဲ့လေတွေဟာဆိုရင် တရုတ်ပင်လယ်ကနေပြီးတော့မြမာပြည်မြောက်ဖက်ချမ်းကိုပြန်ပြီးတော့အပေါ်အလင်းနဲ့စတင်တိုက်ခတ်တာတွေ့ရှိရပါတယ်လာမယ့်9ရက်နေ့မှာတော့မုတ်တုံလေဟာပြန်လည်အားကောင်းလာပြီးတော့တောင်တရုတ်ပင်လယ်ပြင်ဘက်ကိုဆက်လက်ပြီးတော့တိုက်ခတ်တာကျွန်တော်တို့အနေထားကိုတွေ့ရမှာဖြစ်ပါတယ်လာမယ့်10ရက်နေ့မှာတော့မုတ်တုံလေဟာအားကောင်းလာပါတယ်ဘာကြောင့်လဲဆိုတော့တောင်တရုတ်နဲ့ Pacific တမုတ်ပြာမှာလေဆိုင်ဝဲအခုဖြစ်ပြီးတော့မုံတိုင်းဖြစ်လာနိုင်တဲ့အနေအထားခံမလို့ရပါတယ်ဒီအတွက်ကြောင့်မလို့ဒီအားကောင်းလာတဲ့မုတ်တုံလျာမြမပြီကိုပောက်ဝင်သလိုပဲတောင်ဘက်ကဖြတ်သွားပြီးတော့တောင်တရုတ်ပင်လယ်မှာရှိတဲ့မုံတိုင်းကလည်းမြမပြီမြောက်ဖက်ချမ်းကိုပြန်ပြီးတော့ကိုယ်ဝင်နိုင်တဲ့အနေအထားကိုခမန်းလို့လို့ရပါတယ်။ကိုရဲ့နေ့မှာတော့မုတ်တုံလျာအလော့အလော့အားကောင်းပြီးတော့အိန္ဒိယနိုင်ငံဘက်ကိုယ်တို့လိုပဲတောင်ဘက်ကနေပြီးတော့တောင်တရုတ်ပင်လယ်မှာဖြစ်လာမဲ့ မုံတိုင်းနဲ့တွားရောက်ပေါင်းစည်းပြီးတော့မြန်မာပြည်အထက်ပိုင်းကိုပြန်လဲဝင်ရောက်လာနိုင်တဲ့အနေအထားကျွန်တော်တို့သုံးသပ်ရရှိပါတယ်။ထို့အတူပဲမြန်မာပြည်အလဲပိုင်းကနေပြုံးမှာ AR မြေရိုးတချောင်းတက်ပြီးတော့မုတ်တုံလေးနဲ့အတူမုတ်တုံမိုးလေးဝင်ရောက်နေတဲ့အနေအထားဟာအနေရှိနိုင်တဲ့အနေအထားမလို့ကျွန်တော်တို့အသေးစိတ်လေ့လာပြီးထပ်မတင်ပြမှာဖြစ်ပါတယ်။မုတ်တုံလေးကိုလေ့လာရင်းနဲ့မုတ်တုံမိုးကိုကြည့်မယ်ဆိုရင်မုတ်တုံထုတ်လုပ်တဲ့သမုတ်တရားဟာအလွန်မြင့်မားစွာမုတ်တုံ ရေငွေ့များဆက်လက်ထုတ်ဝေပြီးတော့မြန်မာပြည်ကိုဆက်လက်ဖြန့်ဝေတာကို3ရက်နေ့မနေ့6ရက်တိုင်းတာကြမြားရတွေ့ရှိရပါတယ်။၄ရက်နေ့မနေ့ရောက်တဲ့အခါမှာမုတ်တုံမိုးဟာမြန်မာပြည်တောင်ပိုင်းမှာတိမ်နေအနေနဲ့ဝင်လာပြီးတော့ထေရဝါဒီမြဝါလွင်ပြင်ပူချိန်ကြောင့်မြောက်ဘက်ကတော့တိမ်တောင်များပြည့်အပေါ်တက်ပြီးတော့ပြန်ကြမိုးအနေနဲ့ရွာကျနိုင်တဲ့အနေအထားကိုကျွန်တော်တွေ့ရပါဖြစ်ပါတယ်။3ရက်နေ့မှာဆိုရင်ကချင်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးတီးထန်စွာ ရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်အထူးသဖြင့်မြစ်ကြီးနားရဲ့မြောက်ဘက်မှာမိုးရေကျင်းလေးလက်မလောက်တိရနိုင်တဲ့အနေအထားဟာ ARD မေခမလိခနဲ့မြစ်ကြီးနားမှာနေထိုင်သူတွေဆက်လက်သတိထားနေထိုင်ကြဖို့ကျွန်တော်တို့အသိပေးလိုပါတယ်ထို့အတူရခိုင်ပြည်နယ်အောက်ဘက်မှာဆက်လက်ပြီးတော့မိုးများသလိုပဲဖြူးကိုဘူပြုတ်ပြီးတော့နေပြည်တော်ဘကူရန်ကုန် ARD တိုင်းမှာမိုးရေကျင်းတိတသမလေးလက်မလောက်တိရရှိသလိုပဲမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မှာဆက်လက်ပြီးတော့ မိုးအနေငယ်ဆက်ပြီးတော့ရွာနိုင်တဲ့အနေအထားရှိပါတယ်တို့တို့ချင်းတောင်တန်းစကိုင်းတိုင်းတက်ပိုင်းမှာမိုးဆက်လက်ပြီးတော့ရွာသွားမှာဖြစ်ပါတယ်မကွေးနဲ့ပြည်မှာတော့မိုးပွဲအနေငယ်လာရနိုင်တဲ့အနေအထားကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နေရက်နေ့ရောက်တဲ့အခါမှာကချင်ပြည်နယ်တောင်ဘက်နဲ့စကိုင်းတိုင်းတက်ပိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်တယ်လို့ပဲချင်းပြည်နယ်တောင်ဘက်နဲ့ရခိုင်ပြည်နယ်မြောက်ဘက်မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်တို့တို့ AOD တိုင်းအရှိတ်ကျန်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မုံပြည်နယ်တို့မှာ အနေငယ်မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပြီးတော့မြမပြည်အလဲပိုင်းလေးကလွယ်တန်တဲ့နေရာတွေမှာနေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။၅ရက်နေ့ကြာသာရင်းနေ့ရောက်တဲ့အခါမှာတော့အထက်မှမပြီးမှအနေငယ်မိုးကျော့သွားပြီမလဲရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မှာနေရာကွက်ကြားမိုးများနိုင်တဲ့အနေအထားရှိပါတယ်။ဒါမဲ့၆ရက်နေ့မှာတော့စောစောကပြောတယ်မုတ်တုံတွေကပို့တယ်တိမ်ငွေ့တွေကတိမ်တောင်များဖြစ်ဖြစ်ပြီးတော့မြမပြည်အထက်ပိုင်းမှာအနေငယ်မိုးပြန်များနိုင်ပါတယ်။သကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ် မန္တလေးတိုင်းအထက်ပိုင်းတို့မှာမိုးနှင်းငယ်များနိုင်တဲ့အနေအထားဖြစ်ပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းမှာလည်းမိုးနှင်းငယ်များနိုင်တယ်။ခုနှစ်နှစ်စနေနေ့မှာလည်းသခိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်တဲ့အနေအထားရှိပါတယ်။တည့်ရက်နေ့ရောက်တဲ့အခါမှာတော့သခိုင်းတိုင်းအထက်ပိုင်းရှင်းတောင်တန်းကချင်ပြည်နယ်အောက်ပိုင်းရှမ်းပြည်နယ်အထက်ပိုင်းတို့မှာဆက်လက်မိုးများနိုင်တဲ့အနေအထားရှိပြီးတော့ရခိုင်ပြည်နယ်မှာလည်းမိုးများနိုင်ပါတယ်။ရှမ်းပြည်နယ်အောက်ပိုင်းမှာမိုးနှင်းငယ်များပြီးတော့ကြံတဲ့တိုင်းနယ်ပြည်နယ်မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ ဇောသောကလေစီးကြောင်းတွေတွက်တဲ့တောင်တရုတ်ပင်လယ်မှာဖြစ်လာမဲ့မုန်တိုင်းတည်ဆွဲယူမှုကြောင့်မလို့မြန်မာပြည်တောင်မဲ့ချမ်းတနင်္လာရီတိုင်းအောက်ဖက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပါတယ်။ဘိတ်ကနေအောက်ဖက်မှာမိုးရေစင်းလေးလက်မလောက်ပြီးရနိုင်တဲ့အနေသားဟာအန္တရာယ်ရှိလို့အထူးသတိထားဖို့လိုပါတယ်။တောင်တရုတ်ပင်လယ်မှာရှိတဲ့အပူအေးဖလှယ်မှုဖြစ်စဉ်နဲ့မိယာမအုံတင်မျိုးကိုတွက်ကြည့်လိုက်တဲ့အခါမှာဆိုရင်ရှေ့ရက်နေ့မှာ မုံတိုင်းဖြစ်လာမဲ့တရေသားလေးဖြစ်ပြီးတော့၉ရက်နေမှာဖိလစ်ပိုင်ဘက်ကိုကတ်သွားပြီးတော့၁၀ရက်နေမှာတောင်တရုတ်ပင်လယ်ထဲမှာပဲပျောက်ကွယ်သွားနိုင်တဲ့အနေအထားရှိပေမဲ့လည်းမြမာပြည်ကိုဝင်တဲ့မုတ်တုံတွေဟာတောင်တရုတ်ပင်လယ်မှာသွားပေါင်းပြီးတော့မြမာပြည်မြောက်ဘက်ကိုဆက်လက်ပြီးတော့တိုက်ခတ်နိုင်တဲ့အနေအထားရှိပါတယ်။အဲ့ဒီအတွက်ကြောင့်လို့အထူးသတိထားဖို့လိုပါတယ်။ဒါကတော့၉ရက်နေအတွက်ကနဦးခမန်းတက်ပါတောင်ပဲချမ်းကိုဖြတ်သွားတဲ့မုတ်တုံလေးစီးเจ้าနဲ့တောင်တရုတ်ပင်လယ်ကပတ်ပြီးတော့ဝင်လာတယ် တိမ်တောင်နေကြောက်မလို့ရှမ်းပြည်နယ်တခုလုံးကချင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်မြမပြည်အောက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိတာကိုကျွန်တော်တို့ကနဦးအတိပေးတင်ပြပါရယ်အသေးစိတ်လေ့လာပြီးတဲ့အခါမှာကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါရယ်ကျွန်တော်တို့ဒီကနေ့၃ရက်နေ့ကနေစပြီးတော့လာမယ့်၁၀ရက်နေ့အထိမြမနိုင်ငံမှာရရှိနိုင်တဲ့မိုးရေချိန်တွေကိုစုစုပေါင်းခန့်မှန်းကြည့်တဲ့အခါမှာအဝါရောင်ပြနေတဲ့ဒေသတွေအားလုံးဟာ မိုးရေချိန်6လမဝန်းကျင်ရရှိပြီးတော့တနင်္လာရီတောင်ပိုင်းကအနေအောင်ဒေသဆိုလို့ရှိရင် မိုးရေချိန်10လမနီးပါးရရှိနိုင်တဲ့အနေအထားဖြစ်ပါတယ်အထူးသဖြင့်ချင်းတွင်းမြစ်ဝမ်း ARV မြစ်ဝမ်းတခြားလုံးမှာမိုးရေချိန်6လမနီးပါးရရှိနိုင်တဲ့အတွက်ကြောင့်မလို့ဒီအနေအထားဟာမြစ်ချောင်းအင်းအိုက်မှာနေထိုင်နေသူတွေအားလုံးအတွက်အထူးသတိထားလေ့လာစောင့်ကြည့်ရမယ့်အချိန်ဖြစ်တယ်လို့ပဲငလင်လှုပ်ထားတဲ့အတွက်ကြောင့်မလို့မြေအောက်ရေစီးချောင်း ြောင်းလဲမှုရဲ့တက်ရောက်မှုကိုလည်းကျွန်တော်တို့အေးအေးချာချာမှတ်တမ်းတင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကိုထူးခြားချက်များရှိရင်သတင်းပေးကြပါခင်ဗျာဒါတော့เนาะမိုးလို့သာသတင်းမဖြစ်ပါတယ်အဲ့တော့ချုပ်ပြီးပြန်ပြောရမယ်ဆိုရင်တော့ဗောနော်မိုးဆက်ပြီးတော့ရွာအောင်ပင်ဗောနော်ကချင်းထဲမှာမိုးဆက်ပြီးတော့ရွာပြီးတော့မိုးထပ်ပြီးတော့ကြီးနိုင်အောင်မယ့်အချိန်ဒီမှာရှိပါရဲ့เนาะအခုဒီနေ့မှာတော့ဒီမြကြီးနာမှာရေပြန်ကျသွားပြီလို့ကြားရတယ်ဗောနော်ဒါပေမဲ့မိုးရွာရင်တော့ပြန်ပြီးတက်မယ့်အချိန်ဒီမှာရှိနေပါရဲ့เนาะကဲပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပေါ့နော်ဒီအချမ်းဖတ်စစ်တပ်ရဲ့လက်နက်ကြီးကြီးကြောင် စော်ဝါယူတာတစ်စိတ်ပြီးကြောင်းထိုင်စီရတာပြန်လွန်တော်မူသွားတယ်ဆိုတဲ့တင်းနေကြောင့်နားထောင်ကြည့်လာနော်ပြပါအုပ်စုဆောဝါယွာတစိမ့်ပင်ကြောင်းဗရာဏနာယကကြောင်းနိုင်ဆရာတော်ဗဒ္ဒနာအိနောဖာသားဟာစေကောင်စီတက်ပြစ်လိုက်တဲ့လက်နက်ကြီးကြီးစထိမှန်ပြီးဇွန်လတရနေ့ညပိုင်းမှာပြန်လွန်တော်မူသွားတယ်လို့တပည့်တန်ကားနဲ့တကားတကားမတွေစီကသိရပါဗါရယ်ဝဲမြို့ရှင်မုတ်ထီးယွာနီရွှေကူတရားရှိစစ်စေးကိတ်မှာ ွန်လ၁ရက်နေ့နေ့လယ်တနင်္ဂနွေအချိန်ကစပြီးစစ်ကောင်စီတပ်နဲ့တွန်လိုင်းပူပေါင်းတပ်တွေနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားလို့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ဇက်တိုက်မြို့အတွင်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်အခုလိုစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်တစ်ဆိန်ပင်ကျောင်းဝင်းတွင်လက်နက်ကြီးကြောက်ပောက်ကွဲကဆရာတော်ကြီးစားထိမှန်ပြီးပြန်လည်တော်မူခဲ့ခြင်းဖြစ်တယ်လို့ဆရာတော်ရဲ့တပည့်ယဟန်တပါးကမိန့်ပါရယ်ရွာထဲမှာတိုက်ပွဲဖြစ်တော့ရွာသားတွေကဆရာတော်ကျောင်းကိုပြေးပြီးလာကြတယ် ရွာထဲမှာမနေရဲလို့လေအဲ့ဒီအချိန်မှာဆရာတော်ကနေနေတဲ့ចောင်းဆောင်ကနေပြီးရွာသားတွေအနာကိုအပိစကားသွားပြောတယ်အပိစကားပြောပြီးဆရာတော်ကចောင်းဆောင်ကနေပြန်ထွက်မှာဥကောင်းကိုလက်နဲ့ကြီးအဆဆင်ပြီးတခါတည်းပဲပြန်လွန်တော်မူတာပါအုံနောက်တချမ်းမရှိတော့ဘူးလို့လည်းသိရတယ်လက်နဲ့ကြီးစမှန်တာကညနေ3နာရီခွဲမှာပါဆရာတော်ရဲ့ចောင်းတိုက်အတွင်းထဲမှာပဲထိတာပါအခုရွာမှာမိကတည်နေတယ်ဒါကြောင့်ဆရာတော်ကိုចောင်းတိုက်ကမိဆက်နှိုးပြီးပူဇော်ထားရတယ် ပြစ်ခတ်တံတွေကငြိမ်သွားပြီလို့ဆရာတော်ရဲ့တပည့်ယဟန်တပါးက ARD Times ကိုမိတ်ပါတယ်ဒါတော့အချက်ဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့စစ်တပ်ရဲ့ရုပ်မှန်မှုကြောင့်ပါနော်ပြန်လွန်တော်မူတော့တယ်ဒီဆရာတော်တစ်စိတ်ပြီးကြောင်းထိုင်ဆရာတော်ရဲ့တရင်မဖြစ်ပါဘူးနော်ကဲနောက်ထပ်သတင်းပုတ်ကတော့ဦးသိမ့်မပြောထားတဲ့သတင်းတစ်နောက်ကြည့်အောင်နော်တော်တော်လေးကိုကောင်းပါတယ်။ပါလား။ထိုင်းကသူသွောင်းတဲ့သူဝင်ရှုပ်လောက်အောင်တော့အင်အားမကြီးပါဘူး။ဝိဟာရဖះအเจ้าကိုအเจ้าပြုတ်ပြီးတော့ကမ်ဘောဒီးယားနဲ့တိုက်ပွဲဖြစ်မှာဟုတ်တောင်မှလိုလားတာမဟုတ်ပါဘူ အဲ့ဒီပြဿနာကမှသူတို့အတွက်နှစ်ပေါင်းများစွာမဖြေရှင်းနိုင်သေးတဲ့တကယ့်ပြဿနာပါဒါပေမဲ့ထိုင်းဟာအမေရိကန်နဲ့နှိစက်သူဖြစ်တဲ့အတွက်အမေရိကန်ကြောထောက်နောက်ခံနဲ့မွေးရစီဝါစန့်ကျင်ရေးတိုက်ပွဲဆိုတာမျိုးကိုများလှုပ်ချင်နေသလားဆိုတာစဉ်းစားစရာပါအမေရိကန်ကနောက်ဖက်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ humanitarian corridor နဲ့ရခိုင်ဘက်လှည့်ဝင်မှုခြေလှမ်းပြနေပါတယ်ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေရောဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ကပါ အဲ့ဒီကယ်ဆယ်ရေးကော်ရက်တာဆိုတာကိုသွေးစွနေတဲ့ဇင်ကြံမာလို့ပြောပြီးပယ်ချတဲ့အတွက်မိုဟာမက်ယူနွတ်စ်တောင်မှအခုအကျက်တွေ့နေပါတယ်တက်ဆင်ပြောနေတဲ့ဇာတ်ရည်ဟာအမေရိကအမေရိကန်ရဲ့ပလန်ဘီလာဆိုတာစဉ်းစားကြပါတရုတ်ကသာဆွဖက်နေတာပါမနေ့ကကျွန်တော်သုံးသက်ချက်တင်တော့လေတရုတ်ကသာဆွဖက်နေတာပါအမေရိကန်ကဒါမျိုးမလုပ်ပါဘူးလို့ထင်နေတဲ့သူတယောက်ရှိတယ်ဆိုတာတွေ့လိုက်မိပါတယ်တကယ်တော့ကမ္ဘာနိုင်ငံရေးကိုသဘောပေါက်ရင်ခြေလှမ်းတွေကရှင်းရှင်းလင်းလင်းကြီး မြင်သာပါတယ်ရှုပ်ခွေရလို့ရှိရင်တယောက်ကလည်းရှုပ်မှာဖြစ်တယ်လို့အမေရိကန်ကလည်းရှုပ်မှာပါပဲအဲ့ဒီတယောက်ကတော့အမေရိကန်ကိုယုံကြည်အားကိုးစိတ်ကြီးတဲ့အတွက်မမြင်နိုင်တာဖြစ်ပုံရပါတယ်ဆော့ဆော့ကကျွန်တော်ပြောသလိုကမ္ဘာနိုင်ငံကြီးဟာလည်း new world order အတွက်နိုင်ငံတိုင်းကယုံကန်နေတဲ့ခေတ်ပါအဲ့ဒါလိုယုံကန်နေကြရတဲ့အထက်မှာအမေရိကန်လိုကမ္ဘာနံပါတ်1နိုင်ငံရောတယောက်လိုကမ္ဘာနှစ်နိုင်ငံမှာပါဝင်ကြပါတယ်ရုရှားလည်းပါတယ်ဆိုတာကတော့ညှင်းစရာမလိုတော့ဘူး ိတ်ပြီးတော့ထင်ရှားနေပါတယ်။မြမအရေးကိုပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ချမ်းပြည်နိုင်ငံရေးဟာတိတ်ရှုပ်ထွေးပါတယ်။ချမ်းပြည်ရေးရှုပ်ထွေးတယ်လို့မြမနိုင်ငံရေးတခုတုန်းကလည်းရှုပ်ထွေးပါတယ်။ဝါတဲ့ချမ်းပြည်တနာရှိနေတာမကောင်းပါဘူး။ကိုကန့်နဲ့ချမ်းပြည်တနာရှိနေတာမကောင်းပါဘူး။ပလောင်နဲ့ကချင်ပြည်တနာရှိနေတာမကောင်းပါဘူး။ရှမ်းမြောက်ရှမ်းတောင်ပြည်တနာရှိနေတာမကောင်းပါဘူး။ရခိုင်နဲ့ချင်းနဲ့ပလောင်ဝပြည်တနာရှိနေတာလည်းမကောင်းပါဘူး။ချင်းတောင်နဲ့ချင်းမြောက် ပြဿနာရှိနေတာလည်းမကောင်းပါဘူး Chimera Dot Host နဲ့ CNF ကိုဆွလို့တာပါ NUG နဲ့ဘုံနဂါ PLA Local အဖွဲ့တွေပြဿနာရှိနေတာလည်းမကောင်းပါဘူးအဲ့ဒါလို့မကောင်းတဲ့ကိစ္စတွေကလည်းတော်တော်များပါတယ်အဲ့ဒါလို့များတဲ့အထက်မှာကြည်ပေါ့ယုံတာမကအသေးအပြောက်ပါရှိလာတာကတော့တော်လန်ရေးအတွက်အချက်ပေးခေါင်းလောင်းသတိပေးခေါင်းလောင်းထိုးလိုက်တယ်လို့ပါပဲအခုဒီချိန်တော်လန်ရေးဟာစစ်ကောင်စီကိုဖျောက်ချဖို့အတွက်အကောင်းဆုံးအခွင့်အရေးပါပဲဒီလိုအခွင့်အရေးမျိုးဟာနှစ်ခါပြန်ရဖို့ခဲရင်တက်ပါတယ် ဒါပေမဲ့1988ခုနှစ်တုန်းကပထမတစ်ချိန်ရခဲ့မှုပါတယ်တိုက်ပြည်တပြည်လုံးပြည်သူလူထုကြီးကစစ်အာဏာရှင်ကိုဆက်ကျင်တော်လှန်ကြပါတယ်အဲ့ဒီအချိန်တုန်းကဝကိုကမိုင်လာကချင်တို့ကသာဗမာပြည်ကွန်မြူနစ်ပါတီကိုပုံကံပြီးတော့စစ်အာဏာရှင်နဲ့တွဲပေါင်းတာမျိုးမလုပ်ခဲ့လို့ရှိရင်နိုင်ငံရေးအခင်းကျင်းကတမျိုးဖြစ်နိုင်ပါတယ်စစ်အာဏာရှင်ဟာပြုတ်ကျသွားနိုင်ပါတယ်ပြုတ်ကျဖို့ခက်တဲတဲပဲလိုတော့တာပါ မိုင်းရန်တိုက်ပွဲလို့မဲတော်တိုက်ပွဲလို့လို့တိုက်ပွဲကြီးတွေကိုပြန်လည်လာကြည့်ရဆက်အာနာရှင်ကိုဖြုတ်ချနိုင်လောက်အောင်အခြေအနေကောင်းခဲ့တယ်ဆိုတာသိနိုင်ပါတယ်အဲ့ဒီတော့ကအားလုံးညီညွတ်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီကလေးကဆက်အာနာရှင်စနစ်ပြုတ်ကျသွားနိုင်ပါတယ်အဲ့ဒီအချိန်မှာတော့ဖြုတ်မချနိုင်ခဲ့တော့နောက်ထပ်အခွင့်အရေးတစ်ခုပေါ်လာဖို့အတွက်အနည်း20 30ထပ်ပြီးတော့ကျတော့စူးစမ်းကြအချိန်ဆောင်ရပါတယ်ဒါပေမဲ့မြန်မာနိုင်ငံကတော်လှန်ရေးဟာ ဆရာနာရှင်ကဖြူလို့ပြူရတာထက်ကို့ဘာသာဖြူလို့ပြူတာမျိုးကပို့ပြီးတော့များနေပါတယ်။ကရင်ကတိုက်နေတဲ့အချိန်မှာကရင်ကငင်းချင်ရေးယူပြီးတော့ဆရာနာရှင်နဲ့ပေါင်းပါတယ်။ကရင်ကတိုက်တဲ့အချိန်ကျတော့လေကရင်ကအပြစ်ရဲ့လက်မှတ်ထိုးပြန်ပါတယ်။ဆရာနာရှင်အသက်ဆက်ရှင်နေတာဟာသူတို့ကတော်လွတ်လို့မဟုတ်ဘဲတော်လာရေးအင်အားစုတွေမညီညွတ်လွတ်လို့ဖြစ်နေတာကပုံများပါတယ်။ဆရာနာရှင်ကအဲ့ဒီမညီညွတ်လို့ပေါ်နေတဲ့အဲ့เจ้าမှာတတ်ဝင်ရှူပါတယ်။ ို့လူတွေကအကွဲချောင်းပေါ်နေလို့အဲ့ဒီအကွဲချောင်းထဲမှာစစ်အာဏာရှင်ကတပ်ဝင်ရိုက်သွားတာမျိုးပါအခုလည်းတမိုင်းမှာမကြုံစဘူးအလွန်ထုခဲ့တဲ့ကြုံတော့ကြုံခဲ့အခွင့်အရေးကြီးရနေပါတယ်ဒါပေမဲ့ညီညွတ်ဖို့စိတ်ကူးမရှိကြသေးပါဘူးညီညွတ်ရေးကအရေးကြီးတယ်လို့ပြောလို့ရှိရင်ဘယ်သူမှမငင်းကြပါ့မယ်ဘယ်သူမှလည်းလက်တွေ့မှာတိတ်ပြီးတော့မလေးနဲ့ကြပါဘူးညီညွတ်ရေးအရေးမကြီးဘူးလားလို့မေးကြည့်ပါအရေးမကြီးဘူးလို့ပြောတဲ့ဖွဲကတစ်ဖွဲမှရှိမှာမဟုတ်ပါဘူးဒါပေမဲ့ဘဲအဖွဲကများ ညီညွတ်ရေးအတွက်လေးလေးနက်နက်စီယုံနေပါလားကိုအစုနဲ့ကိုတိုက်လို့ရှိရင်စစ်ကောင်စီကိုနိုင်လိမ့်မယ်လို့ထင်တဲ့လုံးနဲ့ဘဝင်မြင့်နေတဲ့သူကများပါတယ်တကယ်တော့ထင်သလောက်မလွဲပါဘူးအာမနာတန်းပြောပါမယ်မစီလုံးလို့ရှိရင်ရှုံးပါလိမ့်မယ်အင်းစိန်အထိဝိုက်ထားပြီးတော့ရန်ကုန်အစိုးရကွက်ကွက်ကလေးပဲကြံတဲ့အခြေအနေရောက်ပြီးမှတောင်မှပြန်ရှုံးခဲ့တာရှိခဲ့ဘူးတည်းရယ်ဆိုတာကိုကျွန်တော်တို့သတိရဖို့လိုပါတယ်အခုဟာက အဲ့လောက်အထီတောင်မှအချင်းနေကောင်းသေးတာမဟုတ်ပါဘူးတပ်ပေါင်းစုဖွဲ့ပါလို့အားလုံးကပြောနေကြပါတယ်ပြည်သူတွေကလည်းပြောနေကြပါတယ်ဒါပေမဲ့တပ်ပေါင်းစုဆိုတဲ့စကလုံးကိုမတုံးရဘူးလို့သဘောတူထားတဲ့အဖွဲ့တွေရှိရဆိုတာသိကြပါသလားတော်တော်များများကတော့သိကြပြီးဖြစ်မယ်လို့ထင်ပါတယ်မသိကြသေးတဲ့သူတွေတော်တော်ရှိနေသေးတယ်ဆိုလို့ရှိရင်တော့မတက်နိုင်ပါဘူးနာမည်တွေကိုတနေ့မှထုတ်ပြောသေးရင်ပြောရမှာပါပဲ စီလုံးညီညွတ်ရယ်ပြည်သူလူထုကိုစက်ကျင်တဲ့အလုပ်တွေမလုပ်ရယ်ဒီဒေါ်လာရေးမုတ်ချအောင်မြင်ပါပါအောင်မြင်ဖို့နည်းနည်းပဲလိုတော့တယ်လို့ပြောလို့ရှိရင်ရနေပါပြီဒါပေမဲ့မစီလုံးရင်တော့ရှုံးပါပါဒီဒေါ်လာရေးကစစ်ကောင်စီဖျက်လို့တော့မပြတ်ပါဘူးကိုယ့်ဘာသာဖျက်မှာ ပြတ်မှာပါကိုယ့်ဘာသာဆိုတာတိုင်းရင်းသားတွေရောပြည်မနေဒေါ်လာရေးသမားတွေရော အားလုံးကိုဆွလို့တာပါတိုင်းရင်းသားအချင်းချင်းဗမာအချင်းချင်းတိုင်းရင်းသားနဲ့ဗမာအချင်းချင်းဆိုတော့ဒေါ်လာရေးသမားတွေအချင်းချင်းသာပြန်ချကြရယ်ဒေါ်လာရေးမှာ မအောင်မြင်သေးခင်မှာ အမွေခွဲခြင်းဝေစုခွဲခြင်းတွေကြလို့ရှိရင်ရှုံးပါလိမ့်မယ်အခုရှမ်းမြောက်နယ်ကိုကတိုက်ကြတာဟာတော်လိုင်းကြီးကြီးအတွက်3ပေးခေါင်းလုံးတာပါဒါမျိုးပြဿနာတွေတခြားလည်းရှိပါသေးတယ်အဲ့ဒါလိုပြဿနာတွေကိုရက်နိုင်အောင်ရက်ကြဖို့မဖြစ်မနေလိုအပ်ပါတယ်မရက်နိုင်မဲနဲ့တိုးပွားလာရင်တော်လိုင်းကြီးရှုံးပါမယ်တော်လိုင်းရေးရှုံးရင်စစ်ကောင်စီကြောင်းလည်းမဟုတ်ဘူးပြည်သူတွေတာဝန်မကြည့်လို့လည်းမဟုတ်ဘူးတော်လိုင်းရေးခေါင်းဆောင်တွေ တာဝန်မကျေလို့သာပြက်ချေပြက်စရာရှိတယ်လို့ဝမ်းနေစွာဖြစ်အထူးဝမ်းနေစွာဖြစ်သတိပေးလိုက်ရပါတယ်ခင်ဗျာကဲဒါတော့တပေါင်းစုမဖွဲ့နိုင်ဘူးဆိုတော့မလွယ်ဘူးပေါ့နော်အခြေအနေမကောင်းနိုင်ဘူးဆိုတာကိုသုံးသပ်ပေးထားဖြစ်ပါတယ်နော်အဲ့တော့ဒီတချို့တွေလည်းတချို့သောဖွဲ့စည်းတွေကလည်းတပေါင်းစုဖွဲ့ဖို့မလိုလားကြပါဘူးနော်တပေါင်းစုဆိုတဲ့စကားကိုမကြားချင်မင်းနဲ့တပေါင်းစုဆိုတဲ့ဟာမဖြစ်နိုင်ဘူးလို့ပဲသူတို့တွေးထားမှရှိဘူးနော်ဒါပေမဲ့မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြီးမှပဲဒီစစ်ကောင်စီကိုနိုင်အောင်တက်ရမယ်အခြေအနေမှာရောက်နေပါပြီနော် ကဲနောက်တစ်ကြောင်ကြည့်ရမှာတော့ဒီဘောမတွေကိုအများနဲ့ပဲပေါ့နော်လိုင်းပေါ်မှာတက်ပြီးတော့စော်ပြီးတဲ့ဥကြွယ်ပြီးတော့ဒိုလီတစ်ချက်လောက်ကြည့်ရအောင်နော်ဒီမိုင်းကြီးကရှေ့အစင်လာမအစင်ဆက်မှာရှိခဲ့ဘူးလေဗျနော်အပြစ်ခတ်ရဆဲတဲ့အပြစ်ခတ်ရဆဲတဲ့အပြစ်ခတ်ရဆဲတာကတတ်တလေရင်နဲ့ဘုံကျဲလာကတတ်တအပြစ်ခတ်ရဆဲတဲ့အထဲမှာဒီဖက်စစ်အာနာရှင်တွေကဖောက်ပြက်ကျူးလွန်လာခဲ့တဲ့ နော်အကြိမ်ပေါင်းမြောက်များတော့ဖောက်ပြက်ကျူးလွန်လာခဲ့တယ်အခုဆိုရင်ဒါအပြစ်ကရက်ဆဲတယ်သူတို့ပဲကမ်းလန်းခဲ့တယ်ဒီဖက်စစ်အာဏာရှင်တွေကကမ်းလန်းခဲ့တဲ့နော်အပြစ်ကရက်ဆဲတယ်ဆိုပြီးတော့ဟောလေးကြိမ်မြောက်ရှိပြီပေါ့အဲ့တော့အဲ့ဒီအပေါ်မှာသူအပြစ်ကရက်ဆဲတယ်ဆိုတာပြည်သူလူထုတွေကနောကျိန်နေပြီလို့ပဲကျွန်တော်ကထင်တာပေါ့လေနော် ဒီအာနာရှင်ခေအဆက်ဆက်ကဒီလိုပဲအပြစ်ခတ်ရဆဲတဲ့အပြစ်ခတ်ရဆဲတဲ့အပြစ်ခတ်ရဆဲတာကတော့ကြောင်ညာတာပဲရှိတာနော်အောင့်မြေပြင်မှာစစ်အင်အားတိုးချက်လာခဲ့တာမနေဘူးဗျတော်တော်များတယ်နော်ဒါပါအကျင့်လေအပြစ်ခတ်ရဆဲတယ်ဆိုရင်ရတာပေါ့နော်ကျွန်တော်ပြောတာဟုတ်လားဘုံနေပါတယ်ကျဲနေစရာမလိုဘူးလေအဲ့ဒီအချိန်မှာညှိနှိုင်းဆွေးနွေးတိုင်ပင်ကြလေနော်လိုက်ရောတင်တာကိုလိုက်ရောနော်ဒါမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့လက်ရင်လက်တယ်လို့ဟာလားပြည်သူလူထုနေတဲ့ရက်ရွာရက်ရွာတွေကိုဘုံနဲ့လိုက်ကျဲတယ်ဆိုတာဒီဖက်စစ်အာဏာရှင်တွေကသူတို့ရဲ့အပြစ်ကရက်ဆဲတယ်ဆိုတဲ့ဇာတ်ကြာကြီးအပြစ်ကရက်ဆဲတယ်ဆိုတဲ့ဇာတ်နဲ့ကန့်ညှို့ရှိရလားအဲ့တော့ဘာကိုကျွန်တော်တို့နိုင်ပြမလဲဆိုတော့ ဒီဖက်စစ်စစ်အာဏာရှင်တွေရဲ့ပါဇက်တွေဒီနော်ဖက်စစ်စစ်အာဏာရှင်လူသက်မဒိန်ကောင်တွေရဲ့ပါဇက်တွေဒီဘာနဲ့တတ်တူလဲအဲ့တော့ဒီပြစ်ဒဇာမတွေရဲ့ဒဇာတော့တော့တန်မိုးမရှိဘူးပြစ်ဒဇာတွေရဲ့ဒဇာကသူကငွေကြေးရလို့ရှိငွေကြေးရတဲ့အပေါ်မှာဟုတ်လားလှုပ်ရှားသွားတယ်ဗျနော် ပေးထားတဲ့ဂတိအတိုင်းကိုဒီပြစ်တစားကြီးကဒီလိုလှုပ်ရှားသွားတယ်ဗျဒါဟာဟိုဘယ်လိုပြောမလဲအနုနီးဆုံးအနုအနုနီးနဲ့ပြောတဲ့စကားပါကဲဒါတော့ဥကြုံဖြစ်ပါတယ်နော်အဲ့တော့ချက်ဖက်မင်းလဲမင်းအောင်လိုင်းရဲ့ဒီအပြည့်ရကဒါတော့အလုံးလဲတိပီးသားပါနော်အပြည့်တဲ့ကြောပြောလိုက်လေနဲ့ဘုံကျဲလိုက်နေပါနော်အောက်မှာစစ်ကြောင်းထိုးလိုက်နေသူစကားကဘလို့မှမတည်နိုင်ဘူးနော်အဲ့တော့နိုင်ငံကိုဥဆောင်ချင်သေးတယ်ပါနော်ဒါမျိုးစကားတွေနဲ့ပြီးတော့ အဲ့လိုမျိုးသူအများတမ်းပဲစီးစီးတွေဖောက်လာခဲ့လို့လည်းဘယ်တိုင်းရင်သားဘယ်လက်နက်ကင်ဖွဲ့စည်းမှသူ့မယုံကြည်တာဖြစ်ပါရဲ့နော်အခုလည်းအပြစ်ရဲ့ဆဲမယ်ဆိုပြီးတော့မင်းရကြုံညာခဲ့တယ်ထပ်ပြီးတော့ဘုံကျင်းနေတာခြေဖြစ်ပါရဲ့နော်အဲ့တော့ဥကျော်ပြောတာနဲတော့နဲပါသေးတယ်နော်ကဲနောက်ဆုံးမှာကတော့ကျွန်တော်တို့ဒီ lobby line ပေါ်မှာဟောင်းဟောင်းနေတဲ့ဇော်ဘုံဟောင်းဖတ်ခံတဲ့သတင်းနဲ့ပတ်သက်ပြီးကိုစီးရဲ့သုံးသပ်တပြက်ချက်နဲ့တော့ကြည့်လအောင်နော်ပြည်သူတွေဆမ်းမဲ့လူတယောက်ယောက်သွားလို့စိတ်မကောင်းစရာတပင်းလေးပြောပြမယ်အဲ့ဒါကတော့မနေ့ရက်ရက်ကြားတာ နော်ညတွေကကြားတာပေါ့အတီးပြည့်တဲ့ဝင်နေဖြစ်နေအခုမီဒီယာတွေမှာတင်းလာဒါကတော့ဇော်ကောင်းဟိန်ဖန်းကန်ထီသွားပါပြီနော်ကျွန်တော်ပြောရမလားဟိုရက်ကပဲကျွန်တော်တင်လိုက်သေးတယ်ဇော်ကောင်းဟိန်ရဲ့ပါဝါကနည်းတဲ့ပါဝါမဟုတ်ဘူးလို့ဘုံမှုတွေဘုံမှုချုပ်တွေတိုင်းမှုတွေမှာငါနဲ့တောက်လို့ရတဲ့အစင်းလို့ဘာဖြစ်လို့တင်လာလဲတိတာခမားတို့အားပင်းနေတဲ့စစ်တပ်ဘက်မှာအဲ့လိုပြောပိုင်ခွင့်လုပ်ပိုင်ခွင့်မရှိဘူးတရားမျှတမှုဆိုတော့လုံးဝမရှိတဲ့အရာ တော်လှန်နေကြတဲ့လူတွေကစောက်ယူနာပေးနေမဟုတ်ဘူးတိလားလူပီတာတဲ့ကောင်တွေဆိုရင်ဘယ်သူမှအချိန်ကုန်ပြီးတော်မလှန်ဘူးဘဝတွေအပြတ်ခံပြီးတော်မလှန်ဘူးမှန်ပဲလူစိတ်ကြောက်နေတဲ့ကောင်တွေမှတိလို့တော်လှန်နေကြတာဒါကောမင်းတို့စစ်တပ် lobby တွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဇော်ဘုန်းကြီးကမကြဘူးလို့ငါပြောနေတုံးရှိသေးတယ်အခုတော့ထိပြီးနဲတယ်အားရတယ်ကျင်တ်တယ်တိလားအဲ့တော့မင်းတို့တွေစက်ထောက်ခံကြမင်းတို့ထောက်ခံတဲ့အတိုင်းအဝိုင်းဆိုတာလူစိတ်ပေါက်နေတဲ့ကောင်တွေလား တလိဆန်စိတ်ပေါက်နေတဲ့ကောင်းနေသားဆိုတာမင်းတို့ကိုယ်တိုင်ခံစားတိမှတိလိမ့်မယ်။စဉ်းစားကြည့်နော်ကြော်စိုးဦးမပုတုတစင်ဦးနော်ငပအရေချုံပေါက်မင်းတို့နေအသေးအလဲလောနေကြတာဒါပြည်တွင်းမှာရှိတဲ့ဟာတွေနော်အခုပြည်ပမှာရှိတဲ့ကိုမမောင်တို့ဘာလို့ဆိုရင်ထွက်ပြောတဲ့အနေထားတွေဖြစ်လာပြီမရဘူးလေလူလူရဝင်အောင်လုပ်လို့မရဘူးဒီစစ်ဘုံချုပ်တွေကို ဒီစစ်ဘုတ်ချုပ်တွေလက်ရှိစစ်တပ်ကိုဦးဆောင်နေတွေ့အဲ့ဒီစစ်တပ်ကိုလူရောင်ဝင်အောင်မင်းတို့ကလုပ်နေတာမရဘူးအဲ့တော့မင်းတို့အဲ့ဒီစစ်ဘုတ်ချုပ်တွေကိုအစွဲကျိုးအောင်လို့အရင်ချိုးချိုးပြီးမင်းတို့ဒီတပ်မတော်ကို standard army ဖြစ်အောင်မင်းတို့လုပ်အဲ့ဒါသေးကြတယ်နော်အဲ့တော့ဇော်ဘုံဟင်းဖမ်းခံထိတာတော့ငါတို့ဘက်ကတော့စိတ်မကောင်းဘူးနော်စိတ်မကောင်းဘူးဆိုတာအဲ့တော့ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ်ဆိုတဲ့ဟာမျိုးငါတို့မလိုချင်ဘူးနော် မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေကိုငါတို့လက်နဲ့ငါတို့အရေးယူချင်တာမင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေတအူးချင်းစီကစပြီးတော့အေးတခုရှိတယ်အမှားကိုတိလို့အခုဇော်မောင်းဟင်းကိုဖမ်းသွားပြီနော်အခြားလူတွေအနေနဲ့ဟုတ်တယ်ငါတို့အားပေးတဲ့အရာမှားနေပြီငါတို့တည်းကဒီအမှားကိုပြင်မှငါတို့လိုချင်တာအဲ့ဒါအမှန်တရားကိုလက်ခံတာလိုချင်တာအေးအမှန်တရားကိုလက်မခံပြီးတော့နောက်ဆုံးထိမိုက်ဝါမယ်ဆိုလို့ရှိရင်လည်းမိုက်ငါတို့လည်းနောက်ဆုံးထိတိုက်ဝါမှာနော်အဲ့တော့ အမှန်ကိုမြင်ဖို့တော့အချိန်တန်ပြီကွာငါအရှိမပြောခဲ့သလိုပဲဇော်ဘုံဟင်းတို့ကောင်မျိုးကိုဖမ်းပြီးတော့အရေးယူမယ်ဆိုရင်မင်းတို့စစ်တပ်မှာနောက်ထပ်ထောက်ရှုစီရစစ်တပ်ထောက်ခံလို့ဆိုတော့မရှိတော့ဘူးအဲ့တော့တာမန်ဘောမအစင်းလောက်ကိုမင်းတို့စိန်းနေမထွက်နဲ့တိလားမင်းတို့အဲ့ဒါနမူလာယူနော်ဇော်ဘောင်းဟင်းဘလောက်အလုံးလုံးလဲဘလောက်အတက်ပေးတယ်ဘလောက်လော်လဲနော်အဲ့တော့မှန်ပါတယ်ဇော်ဘောင်းဟင်းကိုတစ်မောင်ခိုးနော်ကားလိုင်စင်မဲ့ကားဝတ်တောက်မောင်ခိုးတွေ ြီးလို့ရှိရင်ဘာလက်နက်မှုတွေနဲ့စွဲမဲ့ဆိုရင်ဘူးလက်လှဆိုရင်တောင်မှတနက်ကင်ထားတယ်။တူတင်လားဆိုတော့တူတင်မဟုတ်ဘူး။တို့တပည့်အိုလာမှာဆိုလက်နက်တက်ဆင်ပေးထားတယ်။အဲ့ဒါလို့ပဲအခြားခြားတော့စစ်ဘုံချုပ်တွေလည်းအရက်သားဖြစ်နေတဲ့စစ်ဘုံချုပ်တွေလက်နက်ကင်ဆောင်ထားတာအများကြီးရှိတယ်။နော်လက်ရှိကျန်းဖို့ပါတီဝင်တွေခေါင်းဆောင်ပိုင်းတွေလက်နက်ကင်ဆောင်ထားတာတွေအများကြီးရှိတယ်။ဒါပေမဲ့အေးယူခြင်းတဲ့လူကိုယူတယ်အေးမယူခြင်းတဲ့လူကိုမယူဘူးတရေခွင်းလို့ဥပဒေ ်မိတို့တွေအဲ့ဒါကြီးနော်နောက်တစ်ချက်တင့်မှောင်ကိုဇော်ဘုံဟင်းကိုဆွဲမယ်ဆိုရင်မြမပြီးမှနော်ဧကသိန်းနဲ့ချီကိုဒိုးဝိုင်းသေးကတစ်ကိုတရဝင်းမှောင်ခိုထုတ်နေတဲ့တူတွေအများကြီးရှိတယ်ဇော်ဘုံဟိမ့်စားတယ်ဆိုတာအယိုးတော့ပဲရှိတယ်ငါပြောတာမှားလားဇော်ဘုံဟိမ့်ထက်မြောက်များစွာဒီတိုင်းပြည်ကနေတစ်တေမှောင်ခိုထုတ်နေတဲ့လူပေါင်းမြောက်များစွာရှိတယ်အဲ့ဒါကိုစစ်တပ်ကမတည်ဘူးလားတိတယ် သူတို့စစ်သားတွေကိုယ်တိုင်မပါဘူးလားပါတယ်ဒါမှမပါဘူးလို့အရေးမယူဘူးအရေးမယူခြင်းတဲ့လူကိုမယူဘူးနော်ခွဲစက်တွေထည့်ပေးထားတယ်ဒိုင်းထုပ်ကအထိုင်စက်နဲ့ရိုက်တတ်လို့မကုန်ဘူးဒါပေမဲ့အဲ့ဒါလိုင်းချင်းကောက်ပြီးတော့အကုန်လုံးလို့ရတယ်ဒေါ်အောင်ဆန်းစုကြည်တက်တော်ဇောက်တွေဆိုတာကတီတဲ့ကြီးကချပေးထားတဲ့ရဲတွေဒေါ်အောင်ဆန်းစုကြည်လက်အောက်မှာရှိတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီရဲတွေမှာရှိတဲ့စက်တော်ရေးဆက်က နော်တွင်းကုံထုတ်ကုံနဲ့အမှုစိန်နဲ့ဆိုတော့စဉ်းစားကြည့်အခုလက်ရှိဒေါအောင်ဆန်းစုကြည်ကိုဆွဲထားတဲ့အမှုတွေစဉ်းစားကြည့်နော်အဲ့တော့မင်းတို့တွေကိုချင်းစာတတ်အောင်အဲ့ဒါလက်တွေပြတာမင်းတို့လက်တွေဝစ်လဲတာသိလားနောက်ထပ်နောက်ထပ်ကောင်တွေလာအောင်မယ်မင်းတို့ဘက်မှာတက်ပြက်နေပြီသိလားရှင်းရှင်းပြောမယ်မင်းတို့ဘက်မှာဇတ်တူသားတွေစားဖို့မခင်းတော့တက်ပြက်နေပြီအဲ့တော့တက်ပြက်နေတဲ့ဟာကိုဖက်တွက်နေတဲ့ကောင်တွေထိမှာပဲနော်အားရတယ်ဂျင်းတ်တယ်ဒါဘာဖြစ်လဲတံပြန်တက်ရောက်မှုပဲနော်အဲ့တော့ ဒီနေ့ခက်ကစောင်းလဲလဲကွာ 5G ခက်เนาะ 3G လို့ 3G နေမဟုတ် 5G ဆိုတော့ဒေါင်းတော့ဆွဲလိုက်ရွှေ့ခဲရွှေ့ခဲတွားနေအဲ့တော့ဝစ်လဲအဲ့လိုပဲเนาะမင်းတို့လူလူကောင်းဆောင်လို့တီလာပြည့်စုံတဲ့ပုံကိုမင်းတို့ဆဲဆိုထားတဲ့เนาะဇော်မဟင်းဆိုတဲ့သူတို့ပဲအဲ့တော့ဘာဖြစ်လဲချက်ချင်းဝစ်လဲလာเนาะ 5G ခက်ဆိုတော့ချက်ချင်းနောက်ဘွားမကူဒီဘွားမှနေရွှေ့ခဲရွှေ့ခဲလဲလာတီလာအဲ့တော့မင်းတို့ဘောမတွေတွေအဲ့လာယူတတ်ရင်တင်ငန်းစာပဲအခုအချိန်ထိအဲ့တင်ငန်းစာကိုမယူဘဲနဲ့စက်မိုက်ကြအောင်မယ်ဆိုရင်တော့ တပေါ်ပဲနော်ကဲဒါကတော့ကိုစီရဲ့သုံးတထားပြီးလို့ဖိုင်လေးပဲဖြစ်ပါတယ်နော်ကြားတဲ့အတိုင်းပဲ live ပေါ်မှာဟောင်းနေတဲ့ဘောမတကောင်တော့ပျောက်သွားပြီပေါ့နော်အဲ့တော့စာစာမင်းစွေရဲ့အခုဒီမှာဇော်ဘုံဟောင်းရဲ့နှစ်ယောက်ရှိသွားပြီပေါ့နော်အဲ့တော့တော်တော်လေးကိုဝမ်းသာဖို့ကောင်းပါတယ်နော်ချက်ဖက်မင်းအောင်လေဖက်မှာပြန်ကြည့်ရင်တော့အခုလိုမျိုးကြီးနိုင်ငယ်ငင်းပေါ့နော်ဇက်သူသားစားတာတွေကဒါထုံးစံပဲဖြစ်ပါတယ်အဲဒီတော့နောက်ထပ်ပေါ့နော် လာမဲ့သူကမပုတ်တူဖြစ်မလားကြော်စိုးဖြစ်မလားကျွန်တော်စောင့်ကြည့်နေတယ်ဗောနော်ကျွန်တော်ဗီဒီယိုလေးအဆုံးသတ်လိုက်ပါတယ်ဟုတ်ကဲ့အစားဆုံးကြည့်ပေးကြတယ်မြတ်ဗီဒီယိုရောက်စံထူပဲချစ်စုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မေးအောင်လိုင်းစစ်ပေးငလင်ပေးဘေးရင်နေပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ